ဘာစနာဘက်ကိုပီအက်ဂျီတွင်းသွားတဲ့အနိုင်ကိုမှအမကြီးကျူးလွန်ခဲ့တဲ့ပီအာဘရောင်းလေးကချန်ပီယံလိပွဲအဆင့်မှာပီအက်ဂျီအသင်းအားဘာစနာကိုနှစ်ဂိုးတိုးနဲ့အနိုင်ရခဲ့ရမှာဂွန်ဆာလိုရာမိုရဲ့မိနစ်90နိုင်ကိုဟာဖီအာစနစ်ရဲ့မှားရွံ့တဲ့ဖရိန်ရွေးချယ်မှုကြောင့်အငင်းပွားမှုများကြီးထွားလာခဲ့ပါတယ်အခုခါမှာတော့အဲ့အနိုင်ကိုရဲ့တရားဝင်မှုအပေါ်နောက်ဆုံးဒီဗျူချက်ထွက်ပေါ်လာခဲ့ပါတယ်။ဘိုင်စနာရက်ဖာရန်ဒရက်ကဥဆောင်ကိုတင်ယူခဲ့ပြီးနောက် PSG ကစားသမားဆန်နီမေရုလူကခြေပါကိုပြန်လည်တင်ယူခဲ့ပြီးတော့ပွဲကလည်းပွဲဆိုမှာပွဲအကျင့်နဲ့ဖြစ်ခဲ့ပါတယ်။ပွဲပြီးကနေရာမိုတင်ယူခဲ့တဲ့နိုင်ကိုဟာဖီယာကဟာကီမစ်ကဘောလုံးကိုဖန်တီးပေးခဲ့တဲ့ထိတွေ့ ွေးတဲ့အချိန်ကိုပြသရမယ်အစားဘောလုံးလွတ်သွားတဲ့နောက်ပိုင်းအချိန်ကိုပြသခဲ့တယ်လို့ဝေဖန်ခံခဲ့ရပါတယ်။ဗီယာစနစ်ကိုညီကန်ဆောက်ကြည့်လေးရှိတဲ့ဘောလုံးနီးစနစ်ပညာရှင်တူကဒီဆုံးဖြတ်ချက်ကိုကြီးမားတဲ့အမားတစ်ခုဖြင့်သတ်မှတ်ခဲ့ပါတယ်။ဗီယာစနစ်ကိုပြင်းထန်ဝေဖန်ခဲ့တဲ့အာချီဝိုဗီယာကတော့မှသူတို့ရဲ့ဆေးဆက်တည်ကြတဲ့ခွဲချမ်းစိတ်ဖြာမှုတွေကိုပြန်လည်ပြုလုပ်ပြီးတဲ့နောက်ရောင်ဝဲရဲ့ကိုဟာစီကန်နဲ့ညီမအကြောင်းအတည်ပြုလိုက်ပါတယ်။တင်းလျော်တဲ့ဖရိန်နေထားတဲ့ PSG ရဲ့ဒုတိယကိုခွဲပြန်စိတ်ဖြာကြည့်ရင်ဘောလုံးဟာပိုပြီးနှောင်းရောက်နေပေမဲ့ဂွန်ဆာလိုရာမိုဟာစီကန်နဲ့ညီတဲ့အနေထားမှာဆက်လက်ရှိနေပါတယ်။ဒါကြောင့်ဒီကောကိုတရားဝင်ကောပြင်ကျွန်တော်တို့သတ်မှတ်လို့ရပါတယ်။ဗီယာစနစ်က မာယွန်းနဲ့ဖရိန်ကိုရွေးချယ်ပြသခဲ့ပေမယ့်ဒီကိုကမှန်ကန်ပါတယ်လို့သူတို့ကဖော်ပြခဲ့ပါတယ်။ဘာစလာပရိသတ်တွေကရှောင်းနေမှုအပေါ်မှာစိတ်ပြတ်မှုနဲ့ဒေါသတွေကိုမထိန်းနိုင်ခဲ့ကြပဲအထူးသဖြင့်ဘေးအားအငင်းပွားမှုအပေါ်မှာအယုံဆိုင်ခဲ့ကြပါတယ်။ပြမအောင်ဆုံးထွက်ပေါ်လာခဲ့တဲ့ရုံတံမှာရာမှုဟာလူကျုံနေတယ်လို့ထင်ရတဲ့အတွက်ပရိသတ်တွေကအမှားကြီးလို့သတ်မှတ်ခဲ့ပြီးဘေးအားစနစ်ရဲ့လုံဆောင်မှုကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။နောက်ဆုံးဒီဗျူချက်ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာတော့သူတို့ကဘေးအခြေမို့လို့စီးမင်းကိုပြန်ပြင်လိုက်တာလို့တနရဝင်နေဆဲဖြစ်ပါတယ်။ဘေးအခြေပရိသတ်တွေကတော့ဝေးခွင့်နိုင်ဝဲအတွက်ဆေးရထန်ထန်မှုအပြေအဝရှိခဲ့ပြီးဘာစနာပရိသတ်တွေကရှုံးတာကိုလက်မခံနိုင်ကြဘူး။ကျွန်တော်ရဲ့ကိုကမှန်ကန် ံပါတယ်ဆိုပြီးတော့ပြန်လည်တုတ်ပြန်မှုတွေပြုလုပ်ခဲ့ကြပါတယ်ဒေနိုင်ကောအရင်ပွားဝင်အားအဆုံးသတ်ခဲ့ရပေမဲ့ PSG ဟာပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ဘလားပါဝင်ဆိုလာလေးလုံးရောက်ခဲ့တဲ့အရှင်အုပ်ကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ် PSG ဟာချန်ပီယံလိဂ်မှာ AC Milan အသင်းကို 4C နဲ့နိုင်ရရှိခဲ့ပြီးနောက်ဘာစလားကိုဝေးခွင့်မှာထပ်မံနိုင်ယူခဲ့ခြင်းကဥရောပဖလားကိုကာကွယ်ဖို့ PSG ရဲ့ပြင်းပြတဲ့ရည်ရွယ်ချက်ကိုထင်ရှားစွာပြသနေပါတယ်